မင်္ဂလာကောင်းနေ့ရည်လီပါခင်ဗျာဒီကနေ့ကျွန်တော်ဆရာမောင်စွမ်းကြီးရဲ့အမိခေါ်တန်းဆိုတဲ့ကဗျာကိုရွတ်ဖတ်ပြခြင်းပါတယ်ကဗျာကိုမရွတ်ဖတ်ပြခင်မှာဆရာမောင်သာချူရဲ့အမိခေါ်တန်းကဗျာနဲ့ပတ်သက်ပြီးရေးထားတဲ့ဆောင်းပါးလေးကိုရင်ပြန်လေးမျှဝေခြင်းပါတယ်ကျွန်တော်တို့ကျောင်းသားဘွားကရန်ကုန်တက္ကသိုလ်ထဲကိုလာတဲ့ပုဂ္ဂိုလ်များတွင်အလားအနည်းဆုံးသောပုဂ္ဂိုလ်မှာ ဆရာချစ်သိမ်းဦးပင်ဖြစ်ပါသည်တခါမှာတော့ဆရာချစ်သိမ်းဦးတယောက်ကျွန်တော်တို့ဤတောင်ဦးဆောင်လဖင်ရီဝိုင်းကိုရောက်လာပါသည်အမှုပညာအကြောင်းထွေရလေးပါပြောဆိုကြရင်ကကဗျာဆရာများအကြောင်းကိုရောက်သွားပါသည်အမှုပညာဟာအတော်ကြောက်စရာကောင်းတဲ့လက်နက်ပဲဗျာကျုပ်မိဆုံးတော့ကျုပ်မျက်ရည်တစမ်းမှမကြခဲ့ဘူးဒါပေမဲ့ဗျာ ကိုစွမ်းရည်ရဲ့အမေခေါ်တဲ့ကဗျာဖတ်လိုက်ရတော့ကျို့ဂျုံပွဲချငိုမိတာဟုတ်ဆံမြန်ဖွေဖွေ အသားညိုညိုမျက်နာအေးအေးကြီးနဲ့ဆရာချစ်သိန်းဦးကိုကျွန်တော်ငေးကြည့်နေမိသည်မှန်ပါသည် ကျွန်တော်တို့ကလည်းဆရာစွမ်းရည်ကဗျာများတဲ့တွင် အမေခေါ်တဲ့ကိုသာအကြိုက်ဆုံးဖြစ်ပြီးကဗျာနဲ့အတူဆုံးဟုလည်းယူဆပါသည် ျွန်တော်တို့အနေနဲ့ကတော့ဆရာဆွမ်းကိုကြပြာဆရာဟုသတ်မှတ်ဒီမှာအမိခေါ်တဲ့တပုထေးကြောင့်ပင်ဖြစ်ပါသည်ကျွန်တော်ယင်ထဲတွင် အနီနဲ့အပြာမရှိဘုရင်နာသမရာကြီးဟိုချီမင်း၏ကြပြာများကိုဘာသာပြန်ဆိုသသည်အကျဉ်ထောင်တွေကပလွေတံများပင်လည်းမရှိ အခြားကြပြာများလည်းမရှိဒါပေမဲ့အမိခေါ်တဲ့တော့ရှိပါသည် အမေခေါ်တန်းကဗျာက ကိုညိုတဲ့ကိုတန်းဦးတို့လက်ထက်မိုးဝေမဂဇင်းတွင်ပေါ်ပြခဲ့သောကဗျာဖြစ်ပါသည် အမေရွာကိုပြန်မရောက်နိုင်သည့်မြို့နေဘွေးရသားတယောက်၏ခံစားမှုကို ဖွဲ့ထားသည့်ကဗျာဖြစ်သည် အမေရွာကိုတစ်ခေါက်ရောက်သွားစဉ်ကအမေနှင့်သားတို့လက်တတာတွင်ထညက်တကိုင်ရေနွေးတစ်ချိုင်နှင့် စကားဖောင်ဖွဲကြသည်အမှတ်ရချက်များကိုလည်းကြပြတွင်ထဲ့သွင်းဖော်ပြထားရာအားပါလာပါသည် အမေနှင့်သားတို့၏စကားဝိုင်း၌ရှေးခေတ်မြို့သူကြီးရွာသူကြီးတို့ဖျားထူးခံခဲ့ကြကြောင်းပါသည်လက်မရရွာသူကြီးကဘယ်နေရာလက်ညှိုးထိုးထိုးပိုင်ဆိုင်ခွင့်ရခဲ့ပုံတွေပါသည်ဂျပန်ခေတ်ကတော်လန်ဤတွင် ပါဝင်ခဲ့သူ ရွာသူရွာသားများတည်လေယခုအခါကိုခီးနဲ့ကိုထီးနဲ့ဖြစ်ကုန်ကြကြောင်းတွေလဲပါသည်ဂျပန်ခေတ်ကဖက်စစ်ဂျပန်တော်လှန်သူများ မောင်များမတ်များတူများသားများယခုအခါရွာရှိထိတ်ညောင်ညိုရိပ်မှကာကင်းကြီးဂိုင်းမှချိပြောင်းဘူးဖက်စစ်လေးနဲ့ပရိစိတ်သူစိတ်တဲ့အကြောင်းတချို့ပိန်တချို့ဝါတချို့ကတမား တချို့ကဝိတမတချို့ကရညဝါတိတချို့ကကာမဝါတိနေသူနီပြာသူပြာဆရာလွမ်းမသည်ဆရာဆွမ်းအထီခမောင်ရင်မသည်ခမောင်ချင်းအထီကြည်တယ်လီထမသည်ကန္နာ၆ထပ်အထီပမောဆရာတော်မသည်ပမောတင်အောင်အထီအင်းအားကံမသည်ဂျာနီကံအထီဆိုင်ဒီဆိုင်မသည် ကွင်းရဆိုင်ရထီဘိမ့်ဖြူမာတီဘိမ့်ပြဘိမ့်ဝါထီမှတ်မိမှတ်ရဖမ်းမိဖက်ရဆက်မိဆက်ရတွေအကြောင်းအမေနဲ့သားတို့ဤစကားဝိုင်းကိုဆရာစွမ်းကဤတို့ဤနဲ့ဖွဲသည်ဘိမ့်ပြဘိမ့်ဝါတဲ့ဘလောက်လှပါသည်စကလုံးအတွဲဆက်တွေလေအရိညာဝါတီကာမဝါတီတဲ့ကျွန်တော်နှလုံးသား သွေးပြန်ကြောမကြီးအရင်လောက်စီကကျင့်ကနေဖြစ်ပြီးသွားသည်။နောင်သိတဲ့ကြာချီလက်စဲစိတ်ပြတဲ့မင်းနံနောင်တော်ကိုချံဆန်တော်ကိုမချတပိတ်တံမပြပဲနှိတ်ခမကျင့်တဲ့အကြောင်းဒီပိုက်နဲ့ပတ်သက်၍ကတော့ဆရာဆွမ်းကြီးကြပြမော်ထားမှုကိုအတိအမှတ်ပြုကြရသည်မှတ်မှတ်ရရဒီကြပြကို ပူပူနွေ့နွေ့ ထလာခဲ့ဟန်တို့တော့ဆရာအောင်တင်းကတခုတော့လပိတ်ဝိုင်းကလေးတွင်ကျွန်တော်တို့နဲ့ဆုံခိုက်ဤတို့ဆိုဘူးပါသည်ကိုစွမ်းရည်ကပြားဖတ်ပြီးပြီးချင်းမဘလို့မမနေနိုင်တာနဲ့ဖုံးဆက်ပြီးမေးပြလိုက်တယ်ခမညီဒီမှာမရှိတော့ဘူးမဟုတ်လားလို့ဘယ်ရမလဲကပြားဆုံတော့ပါကွာဟုတ်ဆိုကဆရာအောင်တင်းကဟာဟာရည်သည်ညီတော်မင်းနံကတော့ จาฉีကိုလည်းလုံမနေတော့ဆံတော်ကိုလည်းฉမနေတော့တို့ဆိုရင်ကျွန်တော်တို့ရဲ့ဆရာဆွမ်းကရောဆရာဆွမ်းจาฉีလက်တီမလက်တီကိုတော့ကျွန်တော်မသိဒါပေမဲ့ဆရာဆွမ်းတယောက်သူ့မိသားစုအပေါ်တန်ရောစဉ်ကြည်လွန်တီကအမှန်ပင်ဖြစ်ပေသည်ဆရာမောင်ဆွမ်းရင်နဲ့ပတ်သက်၍ငတလောပြုံးပြုံးခြင်းစရာအဖြစ်ကလေးတစ်ခုကို ကျွန်တော်တို့တွေ မဂဇင်းစာမျက်နှာများပေါ်၌တရောတော်ပါဖြတ်တန်းသွားနေကြစဉ်ကာလတခုမှာကြုံခဲ့ဘူးပါသည်ဒီတုန်းကကျွန်တော်တို့အဝံထွံများသောမဂဇင်းတိုင်များမှာခြေရီရုပ်ရှင်အောင်လံလုံမာလေးစသည့်တိုင်များဖြစ်ရာခြေရီမှဆရာအောင်ပြီလားရုပ်ရှင်အောင်လံမှ အကူကြီးရွှေမြိတ်တုံးတင်လားကျွန်တော်မှတ်မမိနိုင်တော့ပါထိုမဂဇင်းများမှာ အဲဒီတာတူကကျွန်တော်တို့နဲ့ကြုံရသောတနေ့တွင်ငယ်မရောက်လာသောစာမှုတစ်ပုဒ်ကိုပေးဖတ်ပါသည်စာမှုမှာ မြင်းကြံတောင်သာဆရာတို့နယ်ဘက်မှာကျောင်းဆရာတူ၏စာမှုဖြစ်ပြီးဆရာစွန့်၏ငယ်ပေါင်းတူဖြစ်ဟန်တူပါသည်ထို့သူက သူနှင့်ဆရာမောင်စွန့်၏တို့ငယ်ငယ်ကအတူနေကြစဉ်ဆရာစွန့်၏ ဥကြောင်ကြောင်နိုင်ခဲ့ပုံများကို ဆောင်းပါးဖြင့်တို့ထိကလိတာခြင်းဖြစ်သည် ဆောင်းပါးတွင် ပါဝင်သည့်အချက်အလက်များကဤတို့ဖြစ်ပါသည်နန္ဒရီမြို့တွင်လူထုတိုက်၌ဧစာရေးဆရာများလာသည့်အခါတိုင်းဘီယာစသဖြင့်ဧခံလီရှိရာတခါတွင် ထိုစဉ်က မန်တကတူចောင်းသားမြတ်သားရှိသေးသောဆရာမောင်စွန့်ဤကို ဘဲကင်တစ်စိမ့်နဲ့ဘီယာနှလုံးဝယ်ခိုင်းသည်ဟု ဆိုပါသည်ဆရာစွမ်းကတော်တော်နဲ့ပြန်မလာပါပြန်လာပြန်တော့လေမြည်သည့်ပစ္စည်းမှပါမလာသည့်အပြင်ဘီယာတွေကိုတော့တွေ့ခဲ့ကြောင်းသို့တော်ဘဲကင်တစ်စိမ့်ရိုက်နေထားသောဘီယာကိုမူမတွေ့ကြောင်းစသဖြင့်ပြန်လေဖြည့်ရှင်းရသည်သည်ဟုဆိုပါသည်ဤတွင် လူကြီးများကဘီယာနှလုံးကတက်တက်စားစရာဘဲကင်တစ်စိမ့် တကောင်းဤလေးပုံတပုံကတက်တက်ဖြစ်ကြောင်းရှင်းပြလိုက်မှဆရာစွမ်းနောက်တစ်ချိန်ပြန်ထွက်ဝေရာကြောင်းစသည်ဖြင့်ဖြစ်ပါသည်ထို့ပြင်ဆောင်းပါး၌ဆရာစွမ်းဤကလေးဘဝတစွန်းတစကိုလည်းဖော်ပြထားပါသည် တနေ့တွင် အင်္ဂလိပ်စာဆရာကအင်္ဂလိပ်ဘာသာတွင်ပိုင်းဆိုင်မှုကိုပြသော အပေါ်စရိုဘီအကြောင်းရှင်းပြလိုက်ပါသည် ောက်တနေ့ဆရာစွမ်းကြောင်းပြတ်တော်နေတွင် ပုံမှအကြောင်းကိုသင်ပေးပါသည်ဆရာစွမ်းကြောင်းပြတ်တော်နေ၌ဆရာစွမ်းအားထိုကော်မာလေးကိုမိရာဆရာစွမ်းကအပေါ်စတော်ဘီနှင့်ဆင်တူနေပြီးမြင်းချောင်းအောက်ဘက်တွင်ရေးထားသောကြောင့်အော့စတော်ဘီဟု ထားဖြေလိုက်ရာတရန်လုံးပွဲကြသွားသည်ဟု ဆိုပါသည်ဆောင်းပါရှင်က ဤတို့ဤတို့ဖြင့်ပေါ်ပြကဆောင်းပါအဆုံး၌ဩသူကတော့ခုချိန်မှာနိုင်ငံကျော်ဝေဖန်ရေးဆရာကြီးဖြစ်နေမှာကိုဟုအဆုံးသတ်ထားရာကျွန်တော်တို့ကချစ်စိတ်ဖြင့်သဘောကျသွားပြီးဆောင်းပါကိုထဲ့သွင်းရန်ပင်တိုက်တွန်းမိခဲ့ပါသည်သို့တော့အေရီတာကပုဂ္ဂိုလ်ရေးဆန်သည်ဟုဆိုကမရိုက်နှိပ်ခဲ့ပါ အဖြစ်မှန်ဇလန်လားလောက်ကျန်ရေးပို့သည်လားဒါကိုတော့ကျွန်တော်မသိနိုင်ရအမှန်ပင်ဖြစ်ပါသည် မောင်သာချို ဖြက်ကနေတွေ့ရတော့ကျွန်တော်တို့ရှိမှကြေတာရများမှာအမိခေါ်တယ်အာယုံဝတ်တယ်ကလရက်ခေါက်တန်ကြတော့ဒါနိုးနေပြီမေးဒါဟာဧည့်တယ် အမေအိမ်မှာတားဟာဧည့်သေးပါအိမ်ကားထွက်ရွာဘက်ကခွာမြို့ကိုတက်ပညာရှာနှစ်30ကြာတော့ပညာပါမကကျင်ရပါမကရင်းအနာပါရခဲ့ပေါ်အသက်က40လွန်းမျက်မှန်ကတလက်ဂုံနဲ့ဆက်ပြီးမနှက်ကဝယ်လာညနေမှာတက်ရက်ရွာကိုတွေးစာကိုရေးတော့ ကလီကလာနဲ့တားရဲ့ဝါသနာခွန့်လွတ်ပါအမေဘူစာကြပြာနေပဲရေးမိတယ်တခုတော့ညာညံ့လာပြီးရှိသည်မြေသားလာတတာကွန်းကြဲကြဲမြောက်အုပ်လေယုံရောက်တယ်လို့ခုံခုံပေါပေါနဲ့မိတော့အောင်ကစားလို့မောမာနာအိတ်သွားကြပြီနွားနကောင်စမြုပ်ပြန်လို့ ချူတန်ဂျူကြာအမိဖျားတဖြက်ဖြက်ချင်ရက်တာလဲကြားရပြီအမိရဲ့တားရဲ့ရင်နှွေးခရားရဲ့နွားလေးဟိုထက်ကြေပြိုးပြန်မာထညက်တကိုင်ရင်နှွေးတချိုင်လျောင်းလိုက်ထိုင်လိုက်တိုးလိုက်ကြေလိုက်နေမငိုက်စရန်မတန်းမဝီစကားထွေထွေကိုတားနဲ့အမိမနာမနီ ပြောခဲ့ကြ အဲ့ဓာရိတရိယာပြီတစကပြာတိမိပါကေဆွေကြီးမျိုးကြီးသွေးတောင်ကြီးခုံမင်းကြီးမြို့သူကြီး ရွာသူကြီးညီရှင်ကြီးထန်းရှင်ကြီးဘိုးကြီးဘွားကြီးများဖျားထူးခံကြတဲ့အကြောင်းငွေရာတစ်ချောင်းကြေးမောင်းတစ်လုံးနှလုံးပြူတနက်နဲ့လက်မရရွာသူကြီးနှစ်ဖက်သောဘိုးကြီးတွေ ဘဲမီဘဲကံဘဲထန်းဘဲထင်ဘဲကွန်းဘဲယိုဘဲကိုလညိုထိုးမလဲမလွဲရန်ပိုင်ကြမြေစုမြေခွန်းမြေကျွန်းတွေတယုံယုံနဲ့သုံးမကုံလူမခံချမ်းသာစွာဆိုတဲ့အကြောင်းမြို့ကြီးနဲ့ကွာကြီးတိုးရွာမှာတူတန်တာမရှိပြင်းရည်အာရလူယိုကြီးအပြူကြီးဦးကြီးတော်ကြီးများကြမှာဟောရိကာသား ဘယ်ရသည်ဘယ်လိုဖွာလိုဘယ်အခါဘယ်လိုဖြားပြီးဘယ်ရွယ်ဘယ်လိုစကားနဲ့ဘယ်လိုသွားဘယ်လိုလာတဲ့အကြောင်းဂျပန်ခေတ်ကဖက်စစ်ဂျပန်တော်လန်သူများမောင်များမှန်များတူများသားများဟာ ယခုအခါရွာရှိထိတ်ညောင်ညိုရိပ်မာကာဂီအင်ကြီးဂိုင်းမာချေပြောင်းမှုဖက်စီလိနေပရိစိတ်သူစိတ်တဲ့အကြောင်း ထမ်းရီကိုပထမ်းရွက်ကိုခင်ထမ်းမင်ရင်မှာအိတ်သူအိတ်တဲ့ကြောင်းတချို့ကထွန်းဆံမောင်းပြောင်းယိုးစင်းဆက်ခုတ်သူခုံတချို့ပိန်တချို့ဝါတချို့ကတမတချို့ကဝိတမတချို့ကအရညာဝါတိတချို့ကဂာမဝါတိနီသူနီပြသူပြမဟာဆွေရစား မဟာစီရဲ့ဆိုပါကျန်းတင်မူတာနုဆန်ရှိကျူတီကျူရှင်ဘေရင်ရရရိတ်တာအဆိုအမုံအချေကြပြာတစ္ဆာတဲ့အညစ်အတန်အပြစ်ခန့်နဲ့အညစ်အပတ်များအကြောင်းဆရာလွမ်းမသည်ဆရာစွန့်သည်ခမောင်ရင်မသည်ခမောင်ချင်းသည်ကြည်တယ်လီထမသည်ကန္နာချုပ်ထက်သည် ပမောဆရာတော်မတီပမောတင်အောင်ထီအင်းလျာကံမတီဂျာနီကံထီဆိုင်ဒီဆိုင်မတီကွင်းရဆိုင်ရတီဘိန်ဖြူမတီဘိန်ပြဘိန်ဝါတီမှတ်မိမှတ်ရာဖတ်မိဖတ်ရာစက်မိစက်ရာတို့ရဲ့အကြောင်းအမေရဲ့ကျွန်တော်ရဲ့ဗမောတင်အောင်ထောင်ကအထွတ်ထညေကြွေရင် ချီဟောင်းနောင်ဖြစ်လွမ်းရစ်တော်တက်လေရဲ့ဘုံမောင်တယောက်တည်းရဲ့တော့ကာတာပဲရဲ့ငေစာငေစကားတားနဲ့အဖီစာရီပီရီထဲမှာသူရေကောင်းရှာခဲ့တဲ့အကြောင်းအဖီရဲ့ကျွန်တော်ရဲ့လေပြင်းပေါ်ပြောင်းရင်ကြပြောင်းဘူးဖို့စားရင်တနက်နဲ့ဒါတလေစီကစားတားရပြန်ပါရပြန်အုံးနဲ့အခန်း ကာယံကစားခဲ့တဲ့အကြောင်းညီငယ်နဲ့ကျွန်တော်လျှော်ခွာတဲ့ချောင်းဆက်မနှောနွယ်ပင်ကလာတည့်ရဲရွမ်းများခရင် နောင်တိတ်တက်ကြာချီလက်ဆဲစိတ်ပြတ်တဲ့မင်းနံနောင်တော်ကိုချံဆန်တော်ကိုမချတပိတ်တံမပြပဲနိခမကျင့်တဲ့အကြောင်းမိခွေးရဲ့မိရဲ့ကျွန်တော်ငဝက်ရဲ့အတော်တော်ကြွက်ရဲ့ ကျွတ်ွင်ချင်းရေလောင်စေခင်ပုံပေါ်ဝါကော့ပေတူစေခုစီလံထမင်းချမ်းနဲ့ထန်းရီချိုးချူချူမွေမွေအသေးအေးအောင်အမြဲလွှေးကြတဲ့အကြောင်းဝါခင်းစမမတ်တဲ့ပင်လက်ပံဇရက်တွေဂျိုးတွေညိုညိုညံတော့ရွာပြန်ခยีတထောင်လက်ပံပွင့်ကြွေလေဒီတွေကို သမီးတွေနှစ်ယောက်သားတစ်ယောက် လူရဲ့လူကောက်ကြ၃ရောက်ရဲ့အတန်တော်လုံးချံ၉ရောက်လူညံတဲ့အကြောင်းဘိုးဘွားကုတို့ကံပေါ့ရှူဆောင်နှစ်တိုးနှစ်ကောင်ဖိုးမောင်ကြောင်းလို့ထနောင်းလေတုံထန်လေပြုံတဲ့တင်ညာင်ကုန်းကသုံးပင်စရက်ကြက်ရှာစုနဘူးပတ်ချင်းတွချက်အမိုးကိုတကိုးတွေခွာတော့ မြို့ပေါ်မှာတစ်တာဖြစ်ရွာဦးကျောင်းကခေါလုံးတွေလဲမမြဲအနှိမ့်စာတင်ခါရနေတဲ့လေသမာထွန်စံမောင်းရွာကောင်းရက်ကောင်းဘာကောင်းမှ မကြံရဲကြပြာမှာစာမှာငါငါငါနဲ့ငါသူတပါကြာကြာမှမှတနေ့ကြတော့တင်ခါရတကားပေါက်ကို အလျားမှောက်ပြီးခောက်ရမှာဖြစ်တဲ့အကြောင်း ဟိုးကြောင်ဒီကြောင်အကြောင်းမျိုးစုံ ဖြစ်မျိုးစုံပြောမကုန်မယိုးနိုင်တကောင်တိုင်းတလွဲကျော်ကျွန်တော်အတီတာစကားဟာပဓာနာမဟုတ်ဘူးလို့ဒီတာအကြီးတာဘီးပရာတတိလွှလွားနေမကြည်ဝါသူခကြီးသွားနှက်နဲ့ရှင်ကက်လို့ဖွာဘွေပါတဲ့ဖွာနဲ့အဝေးဆုံးသွားအငေးဆုံးသား အမေနာကိုကြိုကြားရန်ခါခဏသာလာတဲ့သူ သားဖြစ်သူ အပါက သွားချီနာချီအိပ်ပါကြီးဆိုပေမဲ့လေအမေမသွားအမေမနာ သားတက်လျာကိုကြုံလာတော့မှပြုံးကရေကပုတ်ခတ်ကာနဲ့ကြိကာမဝါတကောင်ကျော်တန်လွေကြမှာခဏဖဲခွာ အမေမေးယုံမေးရှာတယ် အာယုံတက်ကလရခောက်တန်အကြာနွားစာအကြွေဆန်အစီမြေးတယောက်ကိုနှိုးတီတူတီတူနဲ့ရွာရိုးကိုလျှောက်ခဲတာမြေးတွေတောက်စရာ နွားနှုတ်ရှာဆိတ်နှုတ်ရှာတကာလို့မုံဖို့အမေအလုတ်ရှုတ်ခဲ့ပြီခေါင်းပေါ်မှာတပတ်တင်အိမ်စဉ်အနှံသွာဂျုံသားဝဲဂျုံတကြားဝဲရက်ကန်းရှဲသလို့ ရွာလေရွာယူလွန်းထိုးလာတော့ငားလိုက်ချေးလိုက်ကျွေးလိုက်တိုက်လိုက်ချက်ပြုတ်လိုက်နဲ့ချွေးပြက်ပြက်ယူအမေအိုတားကိုကျွေးလို့မောတယ်မရှိ။အော်ခုအခါအမေရွာဒါမရောက်၃နှစ်လောက်ကြာခဲ့ပြီ။အမေစာတားအမြန်လာတယ်။မြေဟာလောဟာယုံဟာကံဟာနဲ့ ကြပြာတပုတ်စတဆိုးလက်လုံလက်စာအမိသာဓာတောင်မစီမိပင်လေမချာအမိခေါ်တန်းကြားတော်လေဝန်သမှုတရာဥကင်းကခြားရာကြောင်းတားမလားမြေးမလားကြပြာတူပူပုံပန်းနဲ့စားတညူလူဂျုံကမ်းရတယ်အမိစားဖို့ဘာပလက်တဘူးနဘူးဂလုကိုတထုတ်စာနှထုတ်စာ ။တနေ့မှတစ်ခါနှစ်ခါသရိတာပို့အားတဲ့သားခမအမေပေးတဲ့စလီတန်းပညာနဲ့မြို့ပေါ်မှာတောင်တင်းကလောင်မင်းအစစ်စွာဟိုပတ်ဒီကောတနေ့တော့ပိုင်နိုးနိုင်နိုးနဲ့ဝေပန်ကြီးကြာဆိုးကိုအာကျူမှန်ခဲအမီးကိုဆွဲမိပေါ်အော်အမေရွာသားမယောက်၃နှစ်လောက်ကြာ သုံးဝရွှေဆိုင်မလာဖြစ်နိုင်ဘူးဝါခက်တခါကုံတော်လို့တင်းကြုံရှေးပုံနဲ့လွမ်းလိုက်ကေဆံပန်းတပြားပြားအင်းချမ်းတခါခါနဲ့နွားပြတတတာဝါဖြာတမမစားစရာတခြားခြားအများတကာကိုသားစာပြပါလို့အိမ်ဝမှာအမေကြိုရောနေညိုချိန်တိုင်း 蒙酸姨。OK，像蒙酸姨的阿美国人出来个表里个月拍表给老贝皮包的，从提来包寺庙背给木桌，记住点包的，看喵。